ိမ်ထောင်ပြုပြီးသားအိမ်ထောင်ရေးတစ်ခုတိဆောက်ထားပြီးသားဘဝကနေပြန်စတာပြန်စပြီးတော့မှအဲ့ဒီဟာရဲ့နောက်ဆက်တွဲမှာမတမ်းမရာတွေဘာတွေဖြစ်လာမလဲဆိုတော့ကျွန်တော်တို့ကဇက်ရဲ့ twist ပေါ့နော်နောက်ပြီးတော့ဇက်ရဲ့ presentation ပေါ့နော်အဓိကတော့ဗျာဟိုဘယ်လိုပြောမလဲဆိုတော့လူငယ်တယောက်ပေါ့နော်အရှိမလဲကျွန်တော်တို့ကားတွေရိုက်ထားတယ်နောက်ပြီးကြိုးလဲကြိုးစားရယ်အဲနောက်တစ်ခုကကြတော့ဒီဖန်တီးမှုဘိုင်းနဲ့ပတ်သက်ပြီးတော့မတူညီတဲ့ဖန်တီးမှုဘိုင်းတွေကိုသူနည်းနည်းလေးသူ့ရဲ့ trend လေးကြီးရှိတဲ့အခါကျတော့ ဒီ trend လေးနဲ့ကျွန်တော်တို့နဲ့ဒါ collect လုပ်တဲ့သဘောပါပဲသူတို့ကတော့ကိုယ်တည်းနဲ့နည်းနည်းတော့နောက်ကြတဲ့အထက်မှာပါတာပေါ့နော်ဒါပေမဲ့ဟိုတို့ဒီရုပ်ရှင်တစ်ခေတ်မှာကျွန်တော်ဒီ online mobile ဝိညာဉ်လို့ပါတော့ဗောလေနောက်ပြီးကျူပိကျေကျော်လို့ပါတော့အဲ့အဲ့တစ်ဖက်မှာကြတော့အကိုတို့ဟိုဘယ်လိုပုံလဲဆိုအတွဲညီညီနဲ့အောင်မြင်ခဲ့တဲ့ဇာတ်ကားတွေအများကြီးတိစောက်ထားခဲ့တယ်မင်းသမီးတက်လက်လို့ပြောလို့ရပါတယ် ဆယ်နှစ်ကျော်ရှိပြီပေါ့ဆယ်နှစ်ကျော်မှပြန်ဆောင်တဲ့ဇာတ်ကားလို့ပြောလို့ရပါတယ်သဘောကျတယ်ဆိုတာကတော့ကိုယ်ဇက်ကောင်ကတော့ကိုယ်နဲ့လိုက်ဖက်မှုရှိတယ်ပေါ့နော်နောက်ပြီးတော့ပါဝင်တဲ့ဇက်ကောင်တွေနဲ့ကတ်စတင်တွေကလည်းသူ့ညံနဲ့သူဟိုအမှုငွေကြရှိနေတယ်ပေါ့နော်ဆိုတော့ဒီဒီကတ်စတင်တွေပေါ်မှာလည်းစိတ်ဝင်စားစရာကောင်းတယ်နောက်တစ်ခုကဇလန်ရဲ့တင်ပြမှုပုံစံလေးတွေနောက်ပြီးဇညွန်းသွားတဲ့ပုံစံလေးတွေကလည်းနည်းနည်းဒီဘက်ခေရဲ့အာ presentation မျိုးလေးတွေနည်းနည်းလေးလောက်ထားရဆိုတာမှာကြတော့ဒီကားလေးကတော့ဟိုဘယ်လိုပုံလဲအချိန်ခါနဲ့အဲဖွင့်ရေးပုံမှာကျွန်တော်တို့တော်တော်လေးအဲဟိုပါပေါ့နော်ဟန်ချက်ညီညီတုံးချရမယ်ဇာတ်ကားတကားလို့တော့ကျွန်တော်မြင်ပါတယ်အဓိကတော့ဟိုပါပေါ့အချမ်းအဖြစ်ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ဒီကားလေးရဲ့တိဆောက်ထားတဲ့ပုံစံကတော့ဟိုဘယ်လိုပုံလဲဟိုဒီလက်ရှိဖြစ်ဖြစ်နေဖြစ်လေဖြစ်တာရှိတဲ့ပုံစံမျိုးလေးထဲမှာလည်းပါသလိုနည်းနည်းလေးစိတ်ကူးရင်ဆန်တဲ့ ဇက်ွက်လေးတွေလည်းပါတယ်ပေါ့နော်ဆိုတော့အာအဓိကတော့ဇလန်းရဲ့အတန်ပိုအခြေဆက်ကလေးတွေနဲ့ပရိသတ်မြင်ရမယ်ဇလန်းမျိုးစားပေးပါမယ်အဲကျွန်တော်တို့နောက်ဆုံးရက်ခဲ့တာဆိုတော့မမရဲ့အနှင်းစီပါမအောင်ဘူးဆက်ဖရိနေပေါ့နော်ဒါကတော့အဲ့အချိန်တော့အဲ့အသက်ရွယ်နဲ့လိုက်တဲ့ဇက်ကားဖြစ်ခဲ့ပေမဲ့အခုပြန်ရတဲ့အချိန်မှာတော့အခုရောင်းနေတဲ့အသက်ရွယ်နဲ့လိုက်ဖက်တဲ့ဇလန်းပုံစံမျိုးပေါ့အဲအဲ့လိုမျိုးလေးတော့အတက်နိုင်ဆုံးကျွန်တော်တို့ဟိုပါပေါ့လက်ရှိ current နဲ့ kait နေအောင်လက်ရှိအသက်ရွယ်နဲ့ အစီအပြောင်လေးကျွန်တော်တို့ဒါပြိဿကိုတင်ပြထားတဲ့ဆက်လက်ပုံစံမျိုးပါအမတရားကတော့ဒါပြန်ရိုက်တဲ့အချိန်မှာလည်းအမတရားတော့ဖြစ်နေပြီပေါ့လေနောက်ပြီးတော့ဘယ်လိုခုံလဲဆိုတော့ဒီဇကာမရိုက်ခင်လည်းကျွန်တော်တို့ဒါ preparation တွေရှိတယ် delivery တွေရှိတယ်အဲ့မှာလည်းကျွန်တော်တို့ကဘယ်လိုခုံလဲဆိုတော့ဟိုဒီပုံမှာစိတ်နှိမ့်ထားကြတဲ့စိတ်ခံစားမှုတွေကိုလည်းကျွန်တော်မြင်ရတယ်ပေါ့နော်မြင်ရတဲ့အခါကျတော့ကျွန်တော်တို့ကဟိုအတွေ့အကြုံများ ော်ခံမဲ့ရမယ်ဆိုလို့ရှိရင်တော့ဒါပရိသတ်စောင့်ဝါကျူနေမယ်ပြီးတော့အောင်မြင်မယ်စက်သားတကားလို့လည်းကျွန်တော်တုံ့ပြန်ပြီးပါတယ်။အော်အဲ့ဘောဘယ်လိုခေါ်မလဲဆိုတော့ character traits တွေလို့ခေါ်တာပေါ့နော် character traits တွေပါတယ်။အဲဒါတချို့ပုံစံတွေကြတော့ကျွန်တော်တို့ကဟိုကားမပြခင်ပြောပြလို့မရတဲ့ character traits တွေလည်းရှိတယ်လို့ဟိုပြောပြလို့ရတဲ့အနေထားလောက်ကိုပဲပြောရမယ်ဆိုလို့ရှိရင်တော့ဒီကားကကြတော့ဘယ်လိုခေါ်မလဲအိမ်ထောင် အိမ်ထောင်ကိုွေးနဲ့ကျွန်တော်လည်းကဒီအဲပုံမှန်ဒီဟိုပုံမှန်ဟိုစက်ကိုကလေးဘွားနေစတာလည်းမဟုတ်ပဲねကျွန်တော်တို့ကလက်ရှိအချိန်မှာကျွန်တော်တို့ကဒီအဲအိမ်ထောင်ပြုပြီးသားအိမ်ထောင်ရေးတခုကိုတိဆောက်ထားပြီးသားဘွားကနေပြန်စတာပြန်စပြီးတော့မှအဲ့ဒီဟာရဲ့နောက်ဆက်တွဲမှာမတမ်းမရာတွေဘာတွေဖြစ်လာမလဲဆိုတော့ကျွန်တော်တို့ကဇက်ရဲ့ interest တွေပေါ့နော်။နောက်ပြီးတော့ဇက်ရဲ့ presentation ပေါ့နော်။အဲ့တော့ဇက်ကအကျဉ်းကြီးမဟုတ်ပေမဲ့ကြည့်ရတဲ့ခံစားမှုကကျွန်တော်တို့နည်းနည်းလေး dark side တွေလည်းပါတဲ့အခါကြတော့လေ။ဟိုပါပေါ့ဒီကားလေးကတော့ ID မိုင်းရရောနောက်ပြီးတော့ဇလန်ပုံစံရရောနည်းနည်းလေးပြိသက်အတွက်ကပြပြင်းခက်ခြားခြားလို့တွားမယ်ဆက်လန်းလို့အဲ့လိုမျိုးသူကတော့ဒါအမှုပညာပေါ်မှာလည်းတကယ်လဲဟိုလောဘရှိတယ်ပေါ့နော်အဲသူလောက်ပြနိုင်တာတဲ့ပို့ပြီးတော့လှုပ်ချင်တယ်တေးဥဆောင်တယောက် ုတော့ဘယ်လိုပုံလဲဆိုတော့ဒီအရင်လဲစူးစားတယ်နောက်ပြီးတော့ကျွန်တော်တို့တကယ်တမ်းပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဖန်တီးခဲ့တဲ့ဇကာတော်တော်များများဆိုလို့ရှိရင်ကျွန်တော်တို့မင်းသမီးဘက်ကိုပဲစောင်းပေးတဲ့ဇကာလေးပုံများတယ်ခုခွေးနဲ့ရိုက်ခဲ့တဲ့ဇကာတွေအားလေဆိုတော့သူသူ့ရဲ့လုံနိုင်စွမ်းတွေအဲသူ့ရဲ့လူပညာပုံမှာဒီဖန်တီးနိုင်စွမ်းတွေကအာအများကြီးရှိတဲ့အခါကျတော့သူ့ရဲ့အောင်မြင်မှုကလည်းအခုချိန်ကြီးရှိနေတယ်လို့မြင်တယ်ပေါ့နော်ဆိုတော့ဒီကားမှာလည်းသူ့ရဲ့ တူညီတဲ့調査အထောက်အမှုတွေမတူညီတဲ့လူပညာဖန်တီးမှုတွေကိုမြင်ရမှာပေါ့ဆိုတော့အမှတ်တရကတော့ဘာရှိတယ်လဲဆိုတော့ကျွန်တော်တို့ကစက်ကောင်တွေကိုဖန်တီးကြတဲ့အချိန်မှာဟိုစိတ်ကြည့်ကိုဖန်တီးကြတယ်နောက်ပြီးတော့ဟိုအာ program program မရှိပဲနဲ့ပေါ့เนาะကျွန်တော်တို့ရဲ့ဒီရုပ်ရှင်တွေကအများတန်းအဲကျွန်တော်ပြီးဆုံးနေရပေါ့ဥပမာဖြင့်ရုပ်ရှင်ရိုက်ရင်းနဲ့ဟိုအခက်အခဲမရှိကျွန်တော်ရိုက်ဘူးနိုင်တဲ့ media လို့လည်းကျွန်တော်မြင်ပါတယ်ဗျာဟုတ် ပေးယူပြမတတတဲ့ ဟိုအခုပုံမှန်လဲ respect ရှိရလဲတကြောင်ဖြစ်ကောင်းဖြစ်မယ်เนาะဆိုတော့ဟိုညှိနှိုင်းတိုင်မယ်လို့အရန်ရတယ်မင်းသမီးလောင်အောင်လည်းစပ်ထိုးအဲအဲ့လိုအဲ့လိုအရန်ကြီးလောင်နေလဲဟာပြောတော့မဟုတ်ဘူးအဓိကတော့ဗျာဟိုဘယ်လိုပြောမလဲဆိုတော့လူငယ်တယောက်ပေါ့เนาะအရှိမလဲကျွန်တော်တို့ကားတွေရိုက်ထားတယ်အဲဒီကျိုးလဲကျူးစားတယ်အဲနောက်တစ်ခုကကြာတော့ဒီဖန်တီးမှုဘိုင်းနဲ့ပတ်သက်ပြီးတော့မတူညီတဲ့ဖန်တီးမှုဘိုင်းတွေကိုသူနည်းနည်းလေးသူ့ရဲ့ trend လေးကြီးရှိတဲ့အခါကြာတော့ ဒီ trend လေးနဲ့ကျွန်တော်တို့နဲ့ဒါ collab လုပ်တဲ့သဘောပါပဲကျွန်တော်တို့ဒီတေးဥဆောင်အဟောင်းနေနဲ့အဲကျွန်တော်တို့ဒီဒီဘယ်လိုခေါ်မလဲ driver အစ်စ်တင်နေကျွန်တော်တို့ပေါင်းစည်းပြီးတော့လုပ်တဲ့အချိန်မှာပရိသတ်ရှင်ကိုမတူညီတဲ့ဟာလေးအဲထွက်လာမယ်ဆိုတော့ကျွန်တော်ယုံကြည်တယ်လေအဲယုံကြည်မှုက ကြတော့ဘယ်လိုခေါ်မလဲဆိုတော့အဲဟိုဘယ်လိုခေါ်မလဲသူ့ရဲ့ကြိုးစားအားထုတ်မှုအပြင်ကိုသူရှေ့မှာရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားတွေရဲ့ရုံတင်လို့မဲ့ရုပ်ရှင်ဇာတ်ကားတွေအပေါ်မှာလည်းကျွန်တော်တို့ကကြံပြီးတော့ဝေဖန်သုံးသပ်မှုတွေရှိရပါတော့အဲ့အပေါ်မှာမူတည်ပြီးတော့မှကျွန်တော်တို့ကဒီကားစီရိုက်တင်ရိုက်ထည့်တဲ့ဇာတ်လမ်းပြီးတော့အဲဒီဒီဆက်ကဒီလိုဒီလို train လေးတွေကိုတူသွားတယ်ဆိုတော့ဒီ train လေးတဲ့ကျွန်တော်တို့ပူပေါင်းပြီးတော့အလုပ်လုပ်ကြမယ်ဆိုတော့စိတ်နဲ့လှုပ်ဖြစ်တာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အလုပ်လုပ်ကြည့်တဲ့အချိန်မှပဲကျွန်တော်တို့က ပို့ပြီးတော့ပြောလို့ရမှာပေါ့အခုအချိန်လေးကတော့ pre production မှာကတော့အကုန်လုံးအဆင်ပြေပါတယ် consumer မှာကတော့အများကြီးတော့လည်းမရှိပါဘူးကျွန်တော်တို့က pre မှာတော့ကျွန်တော်တို့ကတိုင်ပင်ဆွေးနွေးကြရတယ်ရှိရပါတော့ on scene ကတော့အကုန်လုံးကတော့ဒါဟိုအလုပ်လုပ်ကြတဲ့သဘောပါပဲဒါပေမဲ့အဲ့အဲ့ပုံမှာမှကိုကဟိုအတွေ့အကြုံရပြန်ပြီးတော့ဒီတချို့ဟာလေးတွေလိုအပ်တဲ့အခက်အခဲရှိနေတာလေးတွေကိုဆွေးနွေးပေးတဲ့သဘောလောက်ပါအဲဘယ်လိုခေါ်လဲဆိုတော့ဟွာပေါ့နော်အဓိကတော့ပျော်ရွှင်မှုကတော့ဟိုကဟိုတယောက်နဲ့တယောက်အပေါ်မှာအများကြီးတက်ရောက်တာပေါ့နော် အာကိုရီးယားလည်းဘယ်လိုခေါ်မလဲဆိုတော့ဒီလိုမျိုးအဲတိဆောင်လောကကိုဆားရောက်တဲ့အချိန်တုန်းကလည်းဒီအစ်စ်တွေရဲ့လက်တွဲခုံမှုပုံမှာပီတိဖြစ်ရတယ်လို့အဲ့ပီတိမျိုးလည်းဒီလူငယ်ဒရိုက်တာတွေလူငယ်တိဆောင်တွေမှာလည်းရှိမယ်ဆိုတော့ပြည်တယ်လေအဲ့ဒါကတော့ဗာလဲဆိုတော့ကိုရဲ့အလုပ်ပုံမှာလည်းအားတစ်ခုသွားဖြစ်တယ်လို့ယုံကြည်မှုကိုလည်းပိုတိုးတိုးဝါစေတယ်ပေါ့နော်ပြီးတော့ပို့ပြီးတော့စူးစမ်းကျင်တဲ့စက်ဖြစ်တယ်ပေါ့အဲ့အဲ့ခံစားမှုကတော့ပိုရမယ်နဲ့တူပါတယ်ဗျာအော်ရေချက်ကတော့ဟိုပါပေါ့ဟိုပါ ဘယ်လိုခေါ်မလဲဆိုတော့ဒီအမှုပညာလောကထဲမှာကျွန်တော်တို့ဒီပြိတက်ကိုပြိတက်ကိုပြရတာကိုကျွန်တော်တို့ရုပ်ရှင်ကားရိုက်ပြီးဒီရုပ်ရှင်ကားဆိုတာပြိတက်စီကိုပဲကျွန်တော်ရောက်လာလေအဲကျွန်တော်ပြိတက်ကိုပဲဥတီလာဆိုရက်ခါကြတော့ပြိတက်ကိုမတူညီတဲ့ခံစားမှုမျိုးတွေနောက်ပြီးတော့မတူညီတဲ့ဇလန်ဆက်အိမ်ဖွဲ့စည်းမှုတွေမတူညီတဲ့လူပညာတင်ဆက်မှုတွေကိုပေးအမြဲတမ်းပေးချင်နေတဲ့စိတ်ကြောင့် အဲ့ကြောင့်မလို့ဒါမတူအောင်စဉ်းစားဖြစ်တဲ့သဘောပါပဲဗျာဟုတ်ကဲ့လက်တွဲခေါ်တယ်ဆိုတာလေလူငယ်တွေကိုလက်တွဲခေါ်တယ်ဆိုတာကတော့ကျွန်တော်တို့ကဒါလူငယ်တွေလက်တွဲခေါ်တယ်ဆိုတော့ဒါကတော့ပုံကူရဲ့အမြင်ပုံစံမျိုးတော့ဖြစ်တာပေါ့နော်ဒါပေမဲ့တကယ်ဒီထက်နည်းနည်းချေချေပြတ်ပြတ်စဉ်းစားရင်တော့လူပညာလောကမှာဟိုပေါ့နော်ဘယ်လိုခေါ်မလဲဒီထက်ပုံပို့ပြီးတော့အလုံးလုံးနိုင်တဲ့လူတွေကို အနုပညာလောကဒီထက်ပို့ပြီးတော့တိုးတက်ဖို့ဒီထက်ပို့ပြီးတော့ဟောချီရှူအပ်ပေးတဲ့ပြည်သက်တွေအဲပေါ့နော်မတူညီတဲ့ခံစားမှုတွေဟိုပေါ့နော်လောက်ကမလဲဆိုဒါရိုက်တာတယောက်နဲ့တယောက်လည်းမတူဘူးတင်မြောင်းပုံစံမတူဘူးအနုပညာခံတီးမှုတွေမတူဘူးဖန်တီးမှုမတူမတူတဲ့အရာတွေကိုအဲအနုပညာရတာပိုင်းကိုပြိတက်ကိုခံစားစေခြင်းနဲ့အနုပညာလောကတစ်ချက်မှာတိုးတက်စေခြင်းနဲ့ရွေချက်ကြောင့်လှုပ်ချလှုပ်တဲ့သဘောပါပဲ ไอ้เอ่อဟုတ်တယ်ပါတယ်ပေါ့เนาะနည်းနည်းတော့ဘွေးတော့ကတော့ကိုတွေလည်းနည်းနည်းတော့နောက်ကျတဲ့အထက်မှာတော့ပါတယ်ပေါ့เนาะဒါပေမဲ့ဘိုးတို့ဒီရုပ်ရှင်တစ်ခေတ်မှာကျွန်တော်ဒီ online mobile ဝိညာဉ်လို့ပါတော့ဗောလေနောက်ပြီးတော့ကျွေးကြေးကြိုးလို့ပါတော့အဲ့အဲ့တစ်ဖြတ်မှာကျတော့အကိုတို့ဟိုဘယ်လိုခေါ်မလဲဆိုအတွင်းညီညီနဲ့အောင်မြင်ခဲ့တဲ့ဇာတ်ကားတွေအများကြီးတိဆောက်ထားခဲ့တဲ့မင်းသမီးတက်လက်လို့ပြောလို့ရပါတယ်အော်ပြောင်းလဲမှုတွေကတော့မျိုးစုံပေါ့နော်ကျွန်တော်တို့ကဟိုဖြတ်တန်းခဲ့တဲ့ကိုယ့်ရဲ့ဖြတ်တန်းမှုပုံမှန်လေးမျိုးတွေပေါ့အဲ ဆိုတော့အခုလောလောဆယ်မှာဒီအမှုပညာကိုလုပ်ကျင်တဲ့စိတ်ပြန်ဖြစ်လာတာကိုပဲကျွန်တော်တို့ကဘာဖြစ်ဖြစ်လေအမှုပညာသမားတယောက်ရဲ့အမှုပညာဟိုလုပ်ကျင်တဲ့စိတ်ဖြစ်လာတဲ့ပို့ဆိုတာတကယ်တမ်းဆိုလို့ရှိရင်တော့ဟိုဖြတ်သန်းခဲ့တဲ့အချိန်ကာလတစ်ခုအရာဆိုလို့ရှိရင်တကယ်တမ်းဆိုရင်တော့ဟိုအကိုတွေဆိုလို့ရှိရင်လည်းအမှုပညာသက်တမ်းကိုနှစ်30ကျော်ဖြတ်သန်းခဲ့တဲ့အခါကျတော့အားကြရင်အဲညောင်းလာတာရရှိတယ်နောက်ပြီးတော့ဒီဒီအလုပ်ပေါ်မှာနည်းနည်းလေးဟိုညှိညွှဲလာတာမျိုးတွေရှိကောင်းရှိနိုင်တယ်ပေါ့နော်ဒါပေမဲ့ အဲ့လိုစိတ်မျိုးမရှိဘဲနဲ့အမှုပညာစိတ်အမှုပညာကိုလုံးချင်တဲ့စိတ်တခုဖြစ်ပြန်ဖြစ်လာတယ်ဆိုတာကဒီအပေါ်မှာချစ်တဲ့စိတ်မရှိလို့မရဘူးပေါ့နော်ဒီပေါ်မှာဒီအေးလမ်းကြောင်းတစ်ခုပေါ်မှာပြန်ပြီးတော့ဒီအချိန်မှာလုံးချင်စိတ်ဖြစ်လာတယ်ဆိုတာအမှုပညာကိုတကယ်တန်ဖိုးထားပြီးချစ်တဲ့စိတ်ကြောင့်လို့ကျွန်တော်မြင်တယ်ဒီစိတ်ကပဲပြန်ပြီးတော့အမှုပညာကိုပြန်တဲတဲပို့ပြီးတော့ဒီအောင်မြင်မှုကိုလည်းပြန်ပြီးတော့ခေါ်ဆောင်သွားမယ်လို့ယုံကြည်ပါဟုတ်ကဲ့ပါဒီအတွေ့အဆက်ကလေးကကြတော့ဘယ်လိုလဲဆိုတော့လေ ဟိုပုံမှန်ကျွန်တော်တို့အရှိမှာကျွန်တော်ရိုက်ကူးခဲ့တဲ့ငွေရည်လူပြူမှုတွေတော့မပါကောင်းမပါဘူးပေါ့နော်ဒါပေမဲ့အဲဘလို့ရင်းချက်မှုအပြီးတော့ဖြတ်တန်းခဲ့တဲ့လူပညာတက်တန်းအလျောက်ကိုဖြစ်တင်ဖြစ်တတ်တဲ့အဲတေဥဆောင်မှုပိုင်းတွေဖြစ်တင်ဖြစ်တတ်တဲ့အဲ character rules တွေကိုတော့ယူထားတယ်ပေါ့အဲဒါလေးတွေတော့မြင်ရမှာပေါ့